ကျွန်မကရွေးချယ်စရာမရှိတော့တဲ့အခြေအနေမျိုးလို့ပြီးဆက်ပြီးရရှိမနေတင်းတော့တဲ့အခြေအနေမျိုးလို့ကျွန်မဒီလိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်ဆိုတော့ဟိုလိုသိစေချင်ပါတယ်။ပါတီပြောင်းသွားလဲကျွန်မရဲ့ခံယူချက်ရွေးချယ်တွေကကျွန်မမပြောင်းသွားဘူး။နိုင်ငံရေးဆိုတာနိုင်ငံရဲ့ရင်းချမ်းရေးနဲ့ဖွဲ့ဖြိုးတိုးတက်ရေးကိုထော်ဆောင်တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံရေးလို့ကျွန်မကတော့မြင်တယ်။ပါတီကိုကြည့်ပြီးတော့ပေးရတယ်ကျွန်မအနေနဲ့ဆိုလို့ရှိရင်လူပုဂ္ဂိုလ်ကိုပဲကြည့်ပြီးတော့မဲပေးစေချင်ပါတယ်။နောက်တစ်ချိန်မတူညီတဲ့နီလန့်နဲ့ ထပ်ပြီးစူးစမ်းကြရအောင်လို့ကျမကတိုက်တွန်းချင်ပါတယ်ပြည်သူတွေကိုဒီစစ်ကော်မရှင်ကိုပဲမဟုတ်ဘူးအဖက်စီအားလုံးကိုလေးစားမှုရှိရှိနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ရမှာဖြစ်တယ်အတိုက်ခံဆိုပြီးတော့တစ်ချိန်လုံးဟိုစောင်းပြောမြောင်းပြောတစ်ဖက်ကအဖက်စီတွေတိုက်ခါကြအောင်စော်ကားပုတ်ခတ်ပြောဆိုတာမျိုးတွေတစ်ချိန်လုံးပြောနေတာကိုတိုက်ခံပါတယ်မဟုတ်ဘူးကျမကတော့ကျမကတော့အဲ့လိုမျိုးမမြင်ဘူးအဲ့အဲ့ဒါကိုပြောင်းလဲရမှာပေါ့နော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူ့ပါတီကနေ PDP ပါတီကို Celebrity Chan ဘာလို့ပြောင်းသွားတာလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးကိုသက်ထွေးနိုင်မီဒီယာနဲ့အင်တာဗျူးထားသည့် BB Chan ရုပ်တံကိုတင်ဆက်ပေးလိုက်ခြင်းပါတယ်ဘလော့ဂါကနေနိုင်ငံရေးနဲ့ဝင်ရောက်လာပြီးပြည်သူ့ပါတီဝင်ဖြစ်လာတဲ့ Celebrity BB Chan ဟာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးတိတ်မကြခင်မှာပဲငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ PDP ကိုကူးပြောင်းသွားပြီးအခုတော့ PDP ကနေပြည်သူ့လွှတ်တော်ကနေ ဝင်ရွေးခံမယ်လို့သိရပါတယ်။အခုလိုအချိန်ခဏတာအတွင်းပါတီအပြောင်းလဲဘာကြောင့်ဖြစ်ခဲ့ရတာလဲ။ပြည်သူ့ကိုယ်စားလှယ်ဝင်ရွေးခံမှုဘလို့ဖြစ်လာခဲ့လဲ။ဘာရီရီမန်းထားလဲဆိုတာ BB ချမ်းကိုတိုင်ပြောသွားသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ။ချမ်းကဥက္ကဝေယူဆောင်တဲ့ပြည်သူ့ပါတီကထွက်ပြီးတော့တခြားပါတီကိုရောက်သွားလို့ကျွန်တော်သိရပါတယ်။ ဆိုတော့ဒါနဲ့ပတ်သက်ပြီးလည်းဦးသတင်းတွေကကြည်ကြပြတ်မထွက်လာလေဆိုတော့အခုလိုမျိုးပါတီပြောင်းလဲမှုဖြစ်ရတာဘာကြောင့်လဲဆိုတာသိလိုပါတယ်ဗျတကယ်ဆိုလို့ရှိရင်တော့ကျွန်မကအဲ့လိုမျိုးပါတီကိုဒီလိုမျိုးအပြောင်းလဲလုပ်ရတာကျွန်မမလုပ်ချင်ဆုံးနေရာတစ်ခုပေါ့နော်ပြီးတော့အခုလူတွေမြင်မှာဆိုလို့ရှိရင်လည်းပါတီကိုလွယ်လွယ်ဝင်ပြီးလွယ်လွယ်ထွက်တယ်ဆိုပြီးတော့မြင်သွားကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်မကလူတွေမသိတဲ့ရွေးချယ်စရာမရှိတဲ့အခြေအနေဆိုတာရှိတယ်ဒါပေမဲ့ကျွန်မအဲ့ဒါကိုအတိတ်တိုင်းတော့ကျွန်မမပြောချင်ဘူးဒါပေမဲ့လူတွေသိထားရမှာကသိထားဖို့လိုအပ်တာက ကျမနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမှန်တရားတစ်ခုကိုသိထားရမှာကကျမကရွေးချယ်စရာမရှိတော့တဲ့အခြေအနေမျိုးလို့ပြီးရဆက်ပြီးတော့ရှိကနေတင်းတော့တဲ့အခြေအနေမျိုးလို့ကျမဒီလိုမျိုးရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်ဆိုတော့ဟိုတော့သိစေချင်ပါတယ်အဲနည်းနည်းထပ်ပြီးတော့ဘာများပြောလို့ရမလဲရွေးချယ်စရာမရှိဘူးလားဘာလို့ဆိုလို့လဲဟုတ်ကဲ့အဲပြီးတော့အခုလိုမျိုးလူတွေသိထားတာကဟိုကရင်ပြည်နယ်မှာဝင်ပြိုင်ခိုင်းလို့ဖြစ်ဆိုပြီးပါဒီရထွက်တဲ့ပုံစံမျိုးသိထားကြတယ်တကယ်ကကျမကဟိုကိုပြန်ပြန်ချင်တဲ့နေရာမှာပြန်ရလို့ပြန်ခိုင်းတဲ့နေရာမှာမပြန်ချင်လို့ စိတ်အဲ့လိုကလေးနဲ့ကျမက6ဆူပြီးတော့ပါတီကထွက်မဲ့လူစားမျိုးမဟုတ်ဘူးပေါ့နော်အမှန်တကယ်ကျမကအဖက်စီပဲဖက်စီနဲ့ပဲလောလောလောပဲပြဿနာပဲရှိလာရှိလာအကောင်းဆုံးရင်ဆိုင်ဖြစ်ရှင်းပြီးတော့အတူတူပဲဆက်ပြီးတော့သဘောထားကြည့်ကြည့်နဲ့အဲ့လိုဆက်လုပ်သွားချင်တဲ့မိသားမျိုးထင်မှာပါတယ်။ဒါပေမဲ့အခုခါကကျမကအချိန်တည်းကဘာကြောင့်ဒီလမ်းကဘာရပြီးရွေးချယ်ကြမရှိတော့ဘူးလဲဆိုတော့ကျမကဒီတိုင်းလုပ်နေတဲ့အရာကိုဆက်ပြီးမလုပ်ပဲနဲ့ဒီတိုင်းရက်တက်လိုက်ဖို့လဲကြတော့တော့ကျမလက်မခံနိုင်ဘူးပေါ့နော်။ကျမဘက်က လုံပိုင်ခွင့်စူးစမ်းပိုင်ခွင့်ကိုကျွန်မကာကွယ်ဖို့လိုတယ်။ကျွန်မဆက်ပြီးထိန်းသိမ်းဖို့လိုတယ်။နိုင်ငံရေးကိုစိတ်ဝင်စားတဲ့နိုင်ငံရေးကိုလုပ်ချင်တဲ့အဲလူတယောက်အနေနဲ့ဒါကျွန်မရဲ့ဟိုစူးစမ်းပိုင်ခွင့်ကိုကျွန်မအနေနဲ့ဒီတိုင်းမရတက်ပြလိုက်ချင်ပေါ့နော်။အဲဒါကြောင့်မလို့ကျွန်မဟာဒီလိုမျိုးဆုံးဖြတ်ပြီးတော့ဒီလိုမျိုးဆက်ဆက်ပြီးတော့ဂျိုးပန်းခေတာဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့တော့ခုနကကရင်ပြည်နယ်မှာဟိုရှင်ပြိုင်ဖို့အတွက်ရွေးလို့မကျင်တဲ့လို့ဆိုတာဒါတည်င်းမှလို့ပြောရမှာပေါ့မပြီးပြီဟုတ်ကဲ့ဟုတ်ကဲ့ โอเคအဲ့ဒါသတင်းမှဆိုရင်ထပ်ပြီးတော့ဒီတက်ပို့ပြီးတော့ခုနကဘာမှလုပ်လို့မရလို့အခုလိုမျိုးအခြေအနေရောက်သွားဆိုတာထပ်ပြီးသိစိတ်ပြောလို့ရမှာသိအောင်ပြောနိုင်တယ်တော့ပေါ့ပြောလို့မရအောင်ဆိုတဲ့ကိစ္စမရှိပါဘူးဟုတ်ကဲ့ကျမအနေနဲ့ကဒီလွတ်တော်ကိုယ်စားလှယ်အောင်အနေနဲ့ဝင်ပြိုင်တဲ့အချိန်ကြောင့်လို့ရှိရင်နိုင်ပြီဖြစ်စေရှုံးပြီဖြစ်စေကျမကစိတ်ကိုကြိုးပြီးတော့ပြင်ထားပါတယ်ကျမရှုံးမယ်ဆိုရင်လည်းကျမလက်ခံနိုင်ပါတယ်အဲ့ဒါနိုင်ရရှုံးမယ်ဆိုတာလည်းတကယ်တော့ဒါကျမအပိုင်းမဟုတ်တော့ပါဘူးကျမအပိုင်းကကျမဘယ်တော့တိုင်တာထိစူးစမ်းနိုင်လဲကျမအတတ်နိုင်ဆုံးအကောင်းဆုံးကျမစူးစမ်းကြည့်ချင်တယ် ဒီနိုင်ငံနိုင်ငံရေးနိုင်ငံအရေးကိုလက်တွဲဆောင်ရွက်နိုင်တဲ့ဆောင်ရွက်နိုင်ဖို့အတွက်ကျမဟာအကောင်းဆုံးကြိုးစားကြည့်ရှင်တယ်။ကျမနိုင်ကောင်းခဲ့တယ်ဆိုလို့ရှိရင်ဒီလိုလက်တွဲဆောင်ရွက်ဖွင့်ကိုကျမရမှာဖြစ်တယ်။အတကယ်ရှုံးသွားတယ်ဆိုလို့ရှိရင်လည်းကျမလက်ခံပါပါ။အဲ့ကြောင့်အနိုင်ရှုံးမှာကျမအတွက်အခုကအဓိကမဟုတ်ပါဘူး။ကျမအတွက်အဓိကကကျမဆက်လက်ပြီးတော့ကြိုးစားခွင့်နိုင်ငံအရေးကိုဆောင်ရွက်နိုင်ဖို့အတွက်ကြိုးစားတဲ့အဆင့်ပေါ့နော်။ကြိုးစားတဲ့အဆင့်ကိုပဲကျမကလက်လွတ်ဆုံးရှုံးမခံနိုင်ဘူး။ကျမဒီလိုမျိုးရွေးချယ်မှုလုပ်ပြီးတော့ကျမဆက်လက်ပြီးတော့ကြိုးစားနေရဖြစ်ပါတယ်။ ဲ့တော့အဲ့လိုဖြစ်ခဲ့တဲ့ဟိုအခြေအနေတွေပေါ်မှာဟိုအခြေလဲနှစ်ဖက်ဆွေးနွေးမှုတွေရောရှိခဲ့တာဗျပါတီနဲ့ကျမကအရန်သဘောပေါက်ရတဲ့လူတစ်ယောက်ပါပြီးတော့နာအရန်နားလည်ရတဲ့လူတစ်ယောက်ပါအဲ့ဒါကြောင့်မို့လို့ထက်စင်တောင်းဆိုတာမျိုးတော့ကျမမလုပ်ခဲ့ပါဘူးကျမကြီးကြီးပြူပြူပဲအဲပါတီဘက်ကတောင်းဆိုခဲ့တော့ကျမလက်ခံခဲ့ရဖြစ်ပါတယ်ပြီးတော့ပါတီဘက်ကတောင်းဆိုတော့ကျမជីជីဖြူဖြူလက်ခံခဲ့တယ်လို့မျိုးကျမပါတီကနှုတ်ထွက်ခြင်းနဲ့ဆိုတဲ့အရာကိုလည်းပါတီဘက်ကနေပြီးជីជីဖြူဖြူနဲ့ကျမကိုခွင့်ပြုပေးဖို့အတွက်ကျမ ီပြည်လည်းလည်းအနည်းနဲ့နိုင်ကျွန်မပြောဆိုခဲ့ပါတယ်အပြင်လို့လဲဆိုတော့ပါတီကထွက်ဖို့အတွက်ကိုကြတော့ပါတီကအမထွက်စီချင်ဘူးပေါ့နော်အဲ့လိုမျိုးသဘောထားတော့ရှိရဲအဲကြောင့်မို့ကျွန်မအနေနဲ့ကလည်းမထွက်လို့အဆင်မပြေတဲ့အနေအထားမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါတီဘက်ကတောင်းဆိုတာကိုကျွန်မကြည်ကြည်ပြပြလိုက်ရောတလို့ကျွန်မဘက်ကနှုတ်ထွက်ဖို့အတွက်တောင်းဆိုတာကိုလည်းပါတီဘက်ကကြည်ကြည်ပြပြအဲလိုက်ပြောခွင့်ပြုပေးဖို့ကျမဘက်ကလည်းတပြည့်တည်းနဲ့နှိမ့်နေတိုင်းပြောဆိုခဲ့ပါတယ်အစင်လဲပြီးခဲ့ပါတယ် အခုချိန်ထိလည်းအရင်ကအရင်ပါတီနဲ့အရင်ကပါတီရလူတွေနဲ့ဆက်ဆံရေးကကောင်းဆုံးစွာရှိနေသေးပဲဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့တော့အခုနိုင်ငံရေးတဲ့စဝင်တဲ့အချိန်တိုအတွင်းမှာပဲပေါ့နော်အခုလိုမျိုးအပြောင်းအလဲတွေအများအဆန်ဖြစ်တဲ့အခြေအနေပေါ်မှာဟိုတိတိကျကျမရှိဘူးပေါ့နော်စသဖြင့်ဝေဖန်မှုတချို့ပြောတာတွေတွေ့ရပါတယ်ဆိုတော့အဲ့ဒီပုံမှာရောမတ်ဗီဗီချန်ပါများပြောလို့လည်းဗျ။ဒီလိုမျိုးအပြောင်းအလဲကပြောရမှုချေတာကျမကျမကခံပြီးတဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီလိုမျိုးဝေဖန်လာတဲ့အပေါ်မှာ ဒီအရာတွေကကျမကမျောလင်းထားတဲ့အရာတွေမဟုတ်ဘူးကျမကိုယ်လည်းဖန်တီးခဲ့တဲ့အရာတွေလည်းမဟုတ်ဘူးဒါပေမဲ့အခြေအနေတွေကမျောလင်းတဲ့အခြေအနေတွေအဲဒီတောင်းဆိုမှုတွေဖြစ်လာတဲ့အချိန်မှာတော့ကျမအနေနဲ့မလွဲတောင်မချောင်တာဒီလိုမျိုးပြောရလို့ရှိရင်နိုင်ငံအရေးကိုဆောင်ရွက်နိုင်ဖို့အတွက်အသက်ဆက်နေရတဲ့လူတယောက်ဝင်မျိုးပေါ့နော်ဟိုလက်တော့မှာတည်းဘာမှမလုပ်ရသေးတဲ့အချိန်မှာတည်းအသက်ကိုရက်ထားခံလိုက်ရတဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုကျမဖြစ်လာတဲ့အချိန်မှာတော့ကျမက ဘာမှဆောင်လုပ်ပဲနဲ့မနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဒီနိုင်ငံရေးကိုဆောင်ရွက်နိုင်ဖို့အတွက်ကျွန်မဆက်ပြီးအသက်ဆက်ဖို့အတွက်ကိုကျွန်မဒီလိုမျိုးရွေးချယ်ပြီးတော့လှုပ်ဆောင်လိုက်ရတာဖြစ်ပါတယ်ဟုတ်ပြီအခု MVP ချမ်းပြောပြချက်အရဆိုရင်ဒါဟိုလွတ်တော်ကိုယ်စားလှယ်ဝင်ရောက်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတစုံတရာဟိုပြဿနာရှိတယ်လို့ကျွန်တော်နားလည်ပါတယ်နော်ဆိုတော့အဲ့လိုမျိုးအခုရွေးကောက်ပွဲကဟိုလွတ်တော်ကိုယ်စားလှယ်နဲ့ဝင်ပြိုင်တဲ့နေရာမှာတတိပုဂ္ဂလဝင်ပြိုင်မှုအခွင့်အလေးလည်းရှိတယ်လေဆိုတော့အဲ့ဒီဟာမျိုးကိုဘာကြောင့်မရွေးချယ်ဖြစ်တာလဲဗျဟုတ်ပါစဉ်းစားခဲ့ပါသေးတယ်တတိပုဂ္ဂလဝင်ပြိုင်ဖို့အတွက်ကျွန်မ တင်ချာလေးစဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့ကျွန်မအနေနဲ့ကျတော့အရင်အရှိမရွေးကောက်ဖွယ်ပြန်ခဲ့မှုတဲ့အတွေ့အကြုံကမရှိထားဘူး။ဒီတစ်ချိန်ကပထမဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အယူအဆရပတ်သက်ပြီးတော့ဘောဒီအများကြီးပေါ့နော်ရွေးကောက်ဖွယ် campaign တွေတို့ရောလုပ်ငန်းမအရာတွေကအရှိမ experience တစ်ခေါက်မှမရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစ်တတယောက်အနေနဲ့ကျွန်မတယောက်ပဲတတိပုဂ္ဂလအနေနဲ့လုပ်ဖို့ကြတော့အရန်ရုန်းကန်ရမှာဖြစ်တယ်ပေါ့နော်။အားသာစစ်ထားအားနည်းချက်တွေကပို့ပြီးတော့များနိုင်တယ်တတိပုဂ္ဂလတဲ့အမှုရှိတယ်။ဒါကြောင့်မို့လို့ကျွန်မဟာဒါကြောင့်ဒီကျွန်မနဲ့သာသာဖြစ်မဲ့ အဖွဲ့အစည်းတစ်ခုနဲ့အတူတကွာပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ကျမလေ့လာသင်ယူစရာတွေလည်းအများကြီးလေ့လာသင်ယူလို့ရမယ်ပြီးတော့ကျမရဲ့အသက်ဆက်ရှင်နဲ့ကျမရဲ့နိုင်ငံရေးအသက်ကိုလည်းကျမဆက်လက်ပြီးတော့ဆက်ခွင့်ရှိမယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမဟာဒီအဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီးတော့ကျမရဲ့နိုင်ငံရေးအသက်ကိုဆက်ရချင်းဖြစ်ပါတယ်โอเคအခုသိရတာကဟိုမက်ဖီဖီချန်ဝင်လိုက်တဲ့ပါတီကငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးပါတီ PDP လို့သိရပါတယ်ဆိုတော့ဒါကအတိုင်းအဆင့်ဝင်ပြိုင်မဲ့ဟိုပါတီပေါ့နော်ဒီမှာကဟိုဘယ်လိုမျိုးအနေထားနဲ့ဝင်ပြိုင်မှုရှိလဲအဲ့အတွက်ဗာများဟိုပြောစရာရှိမယ်ဒီ PDP မှာဝင်ပြိုင်တာနဲ့ပတ်သက်ရင် ကျွန်တော်ကဒီပြည်သူ့လွတ်တော်ဝင်ပြိုင်မှာဖြစ်ပါတယ်ပြည်သူ့လွတ်တော်ကိုပြည်သူ့လွတ်တော်ကိုဒီလိုက်တာရအနောက်ဘက်ခြံကနေပြီးတော့ကျွန်တော်ပူဇော်ပြုပြီးတော့ပြည်သူ့လွတ်တော်ကိုစလဲလောင်းနဲ့နေဝင်ရောက်ရှင်းနေမှာဖြစ်ပါတယ်အဲ့တော့ဒီပါတီကို PDP ကိုဝင်လိုက်တာနဲ့ပတ်သက်ပြီး PDP ပါတီနဲ့ပတ်သက်ပြီးတစုံတရာဟိုပြောဖို့ရှိအောင်မလားဗျအဲ့တော့ဆက်ဆက်ရောမရှိသေးပါဘူးနောက်ထပ်မေးစရာတစ်ခုကတော့ ဟိုမက်ဖီဗီချာကနိုင်ငံရေးလုပ်ဖို့အတွက်စဉ်းစားပြီးမဖြစ်မနေလူငယ်တယောက်နဲ့လောက်ရတော့မယ်စိတ်ပိုင်းဖြတ်ပြီးတော့စဉ်းစားတဲ့အခါမှာဒီပြည်သူပါတီရဲ့လမ်းစဉ်တွေနိုင်ငံရေးယုံကြည်ချက်တွေကတစ်ထက်တည်းကျတယ်ပေါ့နော်အဲ့အတွက်ဝင်တယ်လို့ပြီးခဲ့တဲ့အင်တာဗျူးတွေမှာဖြေထားရှိပါတယ်အဲ့အဲ့ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးဘာများပြောချင်လဲအခုကအယူဆမတူတော့လို့လားစသည်ဖြစ်ပေါ့ကျွန်တော်မတူတော့မဟုတ်ပါဘူးအခုအခြေအနေအတူတူပါပဲကျမတို့က offensive တာမတူတော့မတူတော့ပါပါကျမတို့အရင်ကကျမနိုင်ငံရေးယူဆတယ်ကျမ အဲတူနီလို့ကျမသဘောကျလို့ကျမဝင်ခဲ့တယ်လို့ပဲပေါ့အတီတူနီခဲ့တဲ့အရာတွေကလည်းအခုချိန်ထိတူနီနေသေးပါပဲကျွန်တော်တို့အဖက်စီကမတူလို့ရပါကျွန်တော်တို့သွားတဲ့ပန်းတိုင်တွေကတော့အတူတူပါပဲခိုင်မှသွားလဲရှိနေတော့မပြောင်းလဲပါဘူးဒီတိုင်းပါပဲโอเคအဲ့တော့အခုလှိုင်းသားရအနောက်ဘက်ကန်နေဝင်ပြိုင်မဲ့အနေထားမှာကိုနဲ့ပြန်ရမဲ့ဟိုပြိုင်ဘက်လို့ပဲဆိုဆိုပေါ့နော်တခြားဟိုဘဲပါတီတွေပါတယ်လို့သိထားရတယ်အဲ့အတွက်ကောပါတီပြင်ဆင်ထားတယ်အဲ့ဒါကိုပြောပြလို့ရမှာ အဲကျွန်မကတော့တိတော့တိထားတယ်ဒါပေမဲ့ပါတီတွေအများကြီးတော့မတိထားဘူးတစ်ခုနောက်ခုနောက်ပဲဒီ UEC ခရိုင် UEC မှာထုတ်ထောင်ထားရှိတယ်အဲ့ဒီမှာမြင်သလောက်ပဲကျွန်မတိထားတယ်ပေါ့နော်ကျွန်မအနေနဲ့ကတော့ဒီစီယုံကြီးဆက်ပြီးတော့နောက်ဆောင်တိုင်းဆောင်ရွက်ခွင့်အဲရလာတဲ့အချိန်တောင်ရှိနေတော့ကျွန်မကတော့အအကောင်းဆုံးကျွန်မကတော့ပြင်ဆင်ပြီးတော့လုပ်ဆောင်သွားပါမယ်အဲ့တော့ PTP မှာအခုဝင်ရောက်ရွေးခန္ဓာတခုပဲလားပါတီမှာခေါင်းဆောင်ပိုင်းမှာတာဝန်ယူထားမှုရောရှိလားဗျမပီပီချန်နေနဲ့ မရှိပါဘူးဒီမှာကိုစလေလောင်းတယောက်အနေနဲ့ပဲဝင်ရောက်ရှိနေတာဖြစ်ပါတယ်โอเคအဲ့တော့ကိုစလဲလောင်းနေရတော့လာမယ့်ဆယ်နှစ်ရနေမှာဟိုစရင်ခွက်မယ်လို့သိရတယ်တင်ထားပြီပေါ့เนาะဆိုအဲ့ဒါနဲ့ပတ်သက်ရောကိုအတွက်ယုံကြည်လားကိုတင်ထားတာတွေကအောင်မြင်မယ်လို့ထင်လားအဲ့ဒီပေါ်ဘာများပြောလို့လဲကျွန်တော်ကတော့ပါဝါမှုရခိုင်တော့များတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်โอเคအခုမက်ဘီဘီရှာနိုင်ငံရေးကိုဒါခြေစုံပြစ်ဝင်ပြီလို့ပဲပြောရမှာပေါ့เนาะဒီပြည်သူ့တော်အနေနဲ့လည်းဝင်ရောက်ရွေးကန်တော့မယ်အဲ့တော့နောက်ထပ်မေးလို့တာကနိုင်ငံရေးဆိုတာကိုမက်ဘီဘီရှာအနေနဲ့ဘယ်လိုနားလည်ထားလဲဗျနိုင်ငံရေးဆိုတာဘယ်လိုမျိုးပြောတာလဲ နိုင်ငံရေးဆိုတာဘယ်လိုမျိုးကိုခေါ်လာလဲဆိုရင်နိုင်ငံရေးတမားတယောက်ချင်းစီရဲ့နိုင်ငံရေးလေးပဲဖြစ်ဆိုချက်ကဒီနေ့ချိန်မှဒီနေ့ပဲပေါ့နော်အခုကကျွန်တော်ကတော့ကျွန်မတယောက်ခဲရဲ့ကျွန်မပြည့်ကိုပိုင်လေးပဲဖြစ်ဆိုချက်ကနိုင်ငံရေးဆိုတာနိုင်ငံရဲ့ရေးချမ်းရေးနဲ့ဖွဲ့ဖြိုးတိုးတက်ရေးကိုထော်ဆောင်တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံရေးလို့ကျွန်မကတော့မြင်တယ်။ငိမ့်ချမ်းရေးရှိမှငိမ့်ချမ်းနိုင်ငံကငိမ့်ချမ်းမှာဖွံ့ဖြိုးတိုးတက်မှာပေါ့နော်။ပြီးတော့ဒီနိုင်ငံကအင်ချမ်းတည်နေ သွားပြီးဆိုလို့ရှိရင်ဒီနိုင်ငံရဲ့အေးချမ်းတည်နေမှုကိုရည်ရည်တည်တံ့ခိုင်မြဲဖို့ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ဖို့ကအရန်အရေးကြီးပါတယ်။ဖွံ့ဖြိုးတိုးတက်မှုလည်းအဲ့လိုပဲ။ဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာရည်ရည်တည်တံ့ခိုင်မြဲအောင်ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ဖို့လည်းအရန်အရေးကြီးပါတယ်။မဟုတ်ဘူးဆိုလို့ရှိရင်တော့ငါးနှစ်တစ်ပြည်စဉ်နှစ်တစ်ပြည်ဆက်နှစ်တစ်ပြည်ကျွန်တော်နိုင်ငံကအရှိန်နည်းနည်းသွားလိုက်အနောက်ပြင်ပြန်လန်းကြပါလိုက်အရှိန်နည်းနည်းသွားလိုက်အနောက်ပြင်ပြန်လန်းကြပါလိုက်အဲ့လိုမျိုးဆက်ပြီးတော့ဖြစ်တာမျိုးကိုကျွန်မအနေနဲ့လုံးဝလက်ခံလက်မခံနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ဒီ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 ချက်ပြီးစူးစမ်းလာတဲ့ဒီနောက်ပိုင်းမှာ အရင်ကျက်တဲ့နိုင်ငံရေးနီလန်းနဲ့ပဲတွားကြဖို့ကျမတို့ကတော့စိတ်ကူထားပါတယ်။မဟုတ်ဘူးဆိုရင်တော့ကျမစစ်သားဝန်ထမ်းများနဲ့အငိမ့်စားဝန်ထမ်းများအားလုံးကိုအော်တိုဘာလာ၁ရက်နေ့မှစတင်၍လာစာ၃000တိုးမြင့်ဝင်ကြီးဌာနမှနေစာလုပ်အားခါကိုမူတရက်လျင်9800ကျပ်အထိတိုးမြင့်လာစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်မည်ဟုဆိုအကြံဖက်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနှင့်အငိမ့်စားဝန်ထမ်းများအားလုံးကို အော်တိုဘာလာ၁ရက်နေ့မှစတင်၍အပိုးထောက်ပံ့ခြင်းအမီတက်ကလစာ၃000တိုးမြင့်လိုက်ပြီးဝင်ကြီးဌာနမှနေစာလုပ်အားခကိုမူ၁ရက်လျင်ခွန်2800ကျပ်အထိတိုးမြင့်လိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဗန္ဒာရေးနှင့်အခွန်ဝင်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်သည့်အော်တိုဘာလာ၁ရက်နေ့မှစတင်၍တနိုင်ငံလုံးရှိဝန်ထမ်းများစစ်သားများအငြင်းစားများအနေဖြင့်လစဉ်အပိုးထောက်ပံ့ခြင်းဖြင့်လစာ၃000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း 2023ခုနှစ်အောက်တိုဘာလတွင် ပထမကြိမ်ဖြစ်တဦးလျင် အပိုထောက်ပံ့ကြီး3000ကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယကြိမ်ဖြစ်တဦးလျင်အပိုထောက်ပံ့ကြီး3000ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ကြီး6000တိုးမြင့်ပေးခဲ့ကြောင်းယခုအောက်တိုဘာလတရက်နေ့မှစတင်၍တတိယအကြိမ်ဖြစ်လစဉ်အပိုထောက်ပံ့ကြီး3000ထပ်မံတိုးမြင့်ပေးလိုက်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လစဉ်အပိုထောက်ပံ့ကြီး9000ခန်းစားခွင့်ပြုလိုက်ကြောင်းသိရှိရသည်။အခုကြုံတွေ့နေရတယ် နောက်မှလည်းနေမပြေဘူးထပ်ဖြစ်မှာလားနောက်ဆယ်နှစ်နေထပ်ဖြစ်မှာလားဆိုတော့အချိန်မရွေးအောင်ကခံချက်မရှိပါဘူးနိုင်ငံကျမတို့နိုင်ငံရေးဆိုတာကတော့နိုင်ငံရဲ့ရင်းချမ်းရေးနဲ့ဖိဖြိုးတိုးတက်ရေးဖို့ပေါ်ဆောင်တဲ့လုပ်ငန်းစဉ်ဟာနိုင်ငံရေးလို့ကျမတို့တတ်မှတ်ပါတယ်ဟုတ်ကဲ့အဲ့တော့ map vision နားလေတဲ့နိုင်ငံရေးနဲ့ပတ်သက်ရင်ဒီရာကဟိုအမတ်ဖြစ်မှအစိုးရအဖွဲ့ထဲမှာဝင်ရောက်လုံနိုင်မှဆိုတာထက်အဲ့ဒါတော့ပုံပြီးတိရောက်လုံနေတာပေါ့ဟိုလွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာလည်းရှိရလေနောက်ပြီးတော့ပါတီတရအနေနဲ့ဆိုလည်းသူရဲ့မူဝါဒတွေကိုထုတ်ပြန်တဲ့အစိုးရဟို ဝေဖန်မှုတွေလည်းလုပ်လို့ရတယ်အကြံပေးတာလည်းလုပ်လို့ရတယ်ဆိုတော့နိုင်ငံရေးကပုံစံမျိုးမျိုးနဲ့လုပ်လို့ရတယ်လေအခုလိုမျိုးလွှတ်တော်ကိုယ်စားလှယ်အရွေးခံမှလုပ်ရမယ်လို့မဖီဖီချာအဲ့လိုတွက်ဆတာလားဒီမှာကဒီလွှတ်တော်ပြင်ပကနေအပြင်ကနေနိုင်ငံရေးလုပ်ရတော့ကျွန်မကြိုက်ပါဘူးကျွန်မကအပြောနဲ့နိုင်ငံရေးလုပ်ရတာထက်ကျွန်မကလက်တွေ့နိုင်ငံရေးလုပ်ရတာကိုပဲကျွန်မကြိုက်ပါတယ်လက်တွေ့ပဲကျွန်မလုပ်ချင်ပါတယ်ကျွန်မအပြောနဲ့နိုင်ငံရေးမလုပ်ချင်ပါဘူးကျွန်မလက်တွေ့လှုပ်ဆောင်ပြီးတော့လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့နိုင်ငံရေးသမားပဲဖြစ်ချင်ပါတယ် ဒါကြောင့်မလို့ကျွန်မဒီလိုမျိုးလွတ်တော်ထဲကနိုင်ငံရေးဒီမှာတယောက်ဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့လွတ်တော်ကိုယ်စားလှယ်တူဖြစ်ဖို့ဆိုရင်ကိုယ့်ကိုယ်ကိုအစင်တင်ဖြစ်ပြီလို့ထင်လား။ဘာတွေဖြစ်စည်းထားပြီးပြီလဲ။အဲ့လိုမေးမယ်ဆိုရင်ရောဗာများဖြစ်ကြလို့လဲ။ကျွန်မလက်ရှိမှာဒီလွတ်တော်ကိုယ်စားလှယ်လောင်းတွေရှိရမယ်အခြေချင်းတွေတည်တည်တိကိုတည်ထားရမယ်ဒီဥပဒေပြုရေးနဲ့ပတ်သက်တဲ့အရာကြီးကျွန်မလက်ရှိမှာလေ့လာအစည်းအဝေးနေသေးပဲဖြစ်ပါတယ်ပြီးတော့ဒီဟာက မတယောက်တည်းမဟုတ်ဘူးအခုဝင်ပြိုင်တဲ့ထောင်နဲ့ချီပြီးရှိတဲ့လွတ်တော်ဥစည်းလောင်းအားလုံးနဲ့ဒီရာကိုကြိုတင်ပြီးတော့ပြင်ဆင်တင်တင်ပါလေကြိုတင်ပြင်ဆင်ဖို့ကျွန်မတိုက်တုံချင်ပါလေမဟုတ်လို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကနိုင်ငံကျွန်မတို့ကျွန်မလူမျိုးနိုင်ငံနိုင်ငံကြီးခြိလန်းစတင်လန်းတဲ့လူတွေအများကြီးပါနိုင်တယ်ပထမဆုံးအနေနဲ့စတင်ပြီးဝင်ရောက်တဲ့လူတွေအများကြီးပါနိုင်တယ်အားနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥပဒေပြုရေးနဲ့ပတ်သက်ပြီးတော့ရောဒီတခြားရှိရမဲ့ဒီအရေးချင်းသိရမဲ့ general knowledge တွေမသိထားလို့ရှိရင်တော့တော်တယ်မှာကမောက်ကမားကြီးဖြစ်မှာပါ မိရတခြားဖြီးတာတခြားတင်သွင်းတာအစူပြုတ်တင်သွင်းတာတခြားထပြီးကန့်ကွက်တာအကြောင်းအရာတခြားတခုအဲအဲ့လိုမျိုးတွေဖြစ်နေတာကကျွန်မကြားဖူးတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေဘာမှလေ့လာစီမံချက်ရှိလို့အဲ့လိုလွတ်တော်လာမှာကမောက်ကမဖြစ်တဲ့အခြေအနေမျိုးကျွန်မကတော့မဖြစ်ချင်ဘူးအဲ့တော့ကျွန်မနိုင်နွားခဲလို့လွတ်တော်ထဲရောက်သွားလဲဆိုလို့ရှိရင်လည်းကျွန်မကနိုင်ငံအရေးကိုဒီအစိုးတင်သွင်းတာဆွေးနွေးတာကန့်ကွက်တာအရင်းခုန်လောက်တာတွေကိုအတိတ်ပဲရှိရှိနဲ့ထိထိရောက်ရောက်နဲ့အချိန်ကုန်ရတာ အဓိပ္ပာယ်ရှိအောင်လို့ကျွန်မလွတ်တော်ထဲမှာရှိရလူတွေအားလုံးကိုအရင်ချင်းချင်းရလွတ်တော်အမှတ်တင်နေဆိုလို့ရှိရင်ပုံပြီးအလုပ်လုပ်လို့ကောင်းမယ်လို့ကျွန်မကတော့မြင်တယ်။ဒါကြောင့်မလို့ဒီအခုကျွန်မတယောက်ဆိုမဟုတ်ဘူးဝင်တိုင်းနေတဲ့လွတ်တော်ကိုယ်စားလှယ်အကုန်လုံးကို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 ကကိုဒီလိုအပ်တဲ့လွတ်တော်အမှတ်လုပ်မယ်ဆိုရင်အမှတ်လောင်းတယောက်ရဲ့ရှင်းရမယ့်အရင်ချင်းတွေကိုကိုကကိုဖြစ်နေတာကြောင့်ကျွန်မကတော့အကြံပြုပါတယ် โอเคအဲ့တော့ဘက်ဗီဗီချမ်းကဟိုအပြောနဲ့မဟုတ်လက်တွေ့လောက်ကျင်တာဒါအတွက်တော်တော်ကိုယ်စလဲဝင်ရွေးခံတယ်လို့ပြောထားပါတော့နော်အဲ့တော့တကယ်လို့များဒီရွေးကောက်ကိုမှကိုယ်ကအမဲဖြစ်ရွေးမခံဘူးဆိုရင်ရောကိုယ့်ရဲ့နိုင်ငံရေးကဟိုဘယ်လိုဖြစ်သွားမလဲရက်သွားမလို့ပြောမလားအဲ့ဒါဆိုရင်ပြောမယ်အကယ်၍ပေါ့နော်အကယ်၍ကျွန်မမနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်မလက်ရှိစီးပွားရေးဆဲဖြစ်တဲ့ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ပညာပေါ့နော်နိုင်ငံရေးသိပ္ပံပေါ့ဒီ political science နဲ့ပတ်သက်ပြီးတော့ကျွန်မဆက်ပြီးတော့လေ့လာသွားဖို့အစီအစဉ်ရှိပါတယ်ဒါကျွန်မရဲ့နိုင်ငံရေးဝန်ဆောင်ဆက်လက်ပြီးတော့ဖြစ်သွားဖို့ ရှိပါတယ်အငယ်လေးကမနိုင်ခဲ့ပြီဆိုရင်အဲ့ဒါနိုင်တယ်ဆိုလို့ရှိရင်လည်းကျမကလောက်မြင်းနဲ့လည်းကျမဆက်ပြီးတော့လေ့လာစီးပူးနေရောမှာဖြစ်ပါတယ်အများကြီးလေ့လာစီးပူးရအောင်ပါဟုတ်ကဲ့တကယ်လို့ကိုကအမတ်ဖြစ်ရွေးခိုင်းရမယ်ဆိုရင်အခုတိုင်းပြည်မှာဖြစ်နေတဲ့ပြည်ပကတွေနဲ့ဒီအချွေအချွေတွေအကျက်တဲတွေပေါ့နော်ကိုကအမတ်တယောက်နေနဲ့ဘယ်နေရာကနေဘယ်လိုပုံစံဖြည့်စည်းမယ်လို့စဉ်းစားထားတာရှိလဲဘာတွေလုပ်မယ်လို့ကြံစည်ထားတာရှိလဲအဲ့ဒါကိုပြောပြလို့ရမလားဒါကတော့ကျမရဲ့လုံခွင့်ရှိတဲ့အတိုင်းကြတာဘယ်လောက်ရှိရှိလဲပေါ့တော့ဘူရောမူတည်ရဲ့ပေါ့နော် အဖြစ်မဲ့ဆိုတော့ကိုယ်လုံးပိုင်ဖွင့်ရှိရအတိုင်းကအထင်ကနေကိုလုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုတော့တစ်ချက်ကြည့်ရမယ်ပြီးတော့ကျမကဒီအိမ်ထမ်းရေးနဲ့ဒီဖွံ့ဖြိုးတိုးတက်ရေးကိုပဲအခြေခံပြီးတော့ထိထိရရောက်ပေါ့နော်ဆောင်ရွက်တော့မှာဖြစ်ပါတယ်လက်တွဲဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့ဒီအရေးကိုလွတ်တော်ထဲရနေဟုတ်ကဲ့အခုအချိန်တိုတွင်းမှာဒါ MFVV ချမ်းနေနိုင်ငံရေးမှာအပြောင်းအလဲတစ်ခုဖြစ်သွားရပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဒါအခက်အခဲတစ်ခုနေနဲ့ကြည့်မယ်ဆိုရင် နိုင်ငံရေးမှာဒါရေရှည်မှာလည်းဟိုအများကြီးခက်ခဲတွေဟိုဖိအားတွေကြုံတွေ့နိုင်တယ်လေကျွန်မဝေးတဲ့အတိတ်ကျွန်တော်တို့88ကစာပြီးကြည့်မယ်ဆိုရင်လည်းဟိုနိုင်ငံရေးဆိုတာအင်မတန်ဟိုဟိုပြင်းထန်တယ်လေနော်ထောင်ချနိုင်တယ်အသက်အန္တရာယ်ရှိတယ်တခါတည်းကမှလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်သွားတာရှိတယ်ဒါတွေကလည်းအဓိကအဖြစ်တော့အာဏာကိုစစ်တပ်ကအုပ်စိုးထားတဲ့အောက်မှာလိုရတဲ့နိုင်ငံကြီးဖြစ်တာဟုတ်ဆိုတော့ဒီလိုခက်ခဲတွေအတွက်ဘယ်လိုကြံ့ကြံ့ခံမှုရင်ဆိုင်တာလဲလမ်းတဝက်မှာလည်းထွက်သွားတာမျိုးဖြစ်နိုင်လားနိုင်ငံကြီးကအဲ့လိုမေးမယ်ဆိုရင်ဟောပါပြောလို့လေကကျွန်မချင်တာတော့ဒီခေတ်မှာတော့အရင်တုန်းကလိုမျိုး88တုန်းကလိုအရင်ရင်တုန်းကလိုမျိုး ဒီနိုင်ငံရေးလုပ်ရင်ထောင်ထဲမှာညပေါင်းများစွာနေရတာထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်ရတာမျိုးတွေအဲ့တော့ဒီဘက်ခင်မှာတော့အဲ့လိုမျိုးတွေရောလဲသွားပြီးလို့ကျမတို့မြင်တယ်ပေါ့နော်ဖြစ်နိုင်ချေရောရှိရဲ့ဒါဒါပေမဲ့ကိုကညံရှိရှိနဲ့ထိထိတင်းတင်းနဲ့ရင်းချက်တဲ့နိုင်ငံရေးနီးလန်းနဲ့သွားမယ်ဆိုလို့ရှိရင်အရင်တုန်းကအခြေအနေတွေတော့ရောက်နိုင်မယ်လို့ကျမတို့မမြင်ပါဘူးဒီတခြားဒီပြည်ရဲ့တခြားအခက်အခဲဒါစီးတွေရတော့နိုင်ငံရေးကတော့ အင်မတန်ရှုပ်ထွေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအတွက်ကတော့ကြုံပြီးတော့စိတ်ကိုပြင်ဆင်ထားပါတယ်ကိုမမျောနှင်းထားတဲ့မမြင်နိုင်တဲ့လက်ကလက်ွက်တွေကစားကွက်တွေလည်းအများကြီးကြုံလာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကိုတော့စိတ်ကိုတော့ကြုံပြီးတော့ပြင်ဆင်ထားပါတယ်အခုလည်းပထမဆုံးအနေနဲ့ကြုံလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ရှေ့ဆက်လည်းအများကြီးရှိအောင်ပါပါနေထားတယ်ဒါပေမဲ့အရင်တော့ကတော့ဒီထောင်ထဲဝင်လိုက်ဖလာလုပ်ရတာဒီထောင်ထဲမှာ10နှစ်15နှစ်နဲ့20နေရတာမျိုးတွေကတော့ဒါတော့ကျမတို့ဒီရင်းချက်တဲ့နိုင်ငံရင်းနှီးနှံတဲ့ကောလိပ်ဆိုရင်တော့ကျမတို့ဒါတွေကတော့ ဲ့လောက်ထိလွတ်လွတ်မဖြစ်တော့တော့ဘူးကျွန်တော်တို့မြင်ပါတယ်။ဟိုတခုရှိတာကဗမာပြည်နိုင်ငံကြီးကဟိုတခြားဟိုဒီမိုကရက်တစ်တမ်းပြည်တွေမှာရှိတဲ့ပုံမှန်နိုင်ငံကြီးပါတီချင်းရှင်ပြိုင်တာမဟုတ်ဘူးလေ။ကွာစစ်တပ်အုပ်စီးထားတဲ့စစ်တပ်ကအာဏာယူထားတဲ့အောက်မှာသွားရတာတောက်ချဟုတ်1962တည်းကဆိုတော့ဒီစစ်တပ်ကိုကိုအတိုက်ခံလုပ်ရတာတိုက်ခံလုပ်ရတာသဘောမျိုးပေါ့နော်ကိုယ့်အခွင့်အရေးတွေကိုတိုက်ရတဲ့သဘောမျိုးဖြစ်တယ်လေဆိုတော့ဒီလိုအခြေအနေရှိတယ်ဒီအခြေအနေမှာဟိုဘယ်လောက်ထိမက်ဖီဖီချန်နေနဲ့ပြင်ဆင်ထားတယ်ဘယ်လောက်လုပ်နိုင်မလို့ထင်တယ် ်ခံပါတီဆိုတာကတော့ကျမတို့တနိုင်ငံနဲ့ရှိတာမဟုတ်ဘူးပေါ့နော်နိုင်ငံများပြားမှာတိုက်ခံပါတီတွေဆိုတာရှိကြပါတယ်ဒါပေမဲ့ဘာကွာလဲဆိုတော့ကျမတို့နိုင်ငံရဲ့တိုက်ခံပါတီတွေလုပ်တဲ့နိုင်ငံရေးလမ်းစဉ်နဲ့နိုင်ငံရေးနည်းလမ်းနဲ့တခြားနိုင်ငံကလုပ်တဲ့အတိုက်ခံပါတီရဲ့နိုင်ငံရေးနည်းလမ်းလမ်းစဉ်တွေကမတူညီပါဘူးအဝေးဆုံးမကြည့်ပဲနဲ့အနည်းဆုံးကြည့်မယ်ဆိုရင်ထိုင်းနိုင်ငံကိုကြည့်လို့ရတယ်ထိုင်းနိုင်ငံမှာလည်းအတိုက်ခံပါတီတွေရှိပါတယ်ဒါပေမဲ့ ကျွန်မအနေနဲ့ကျွန်မမြင်တာတို့ရဲ့ဒီအတိုက်ခံပါတီအတိုက်ခံပါတီအနေနဲ့တို့အတိုက်ခံလုပ်တဲ့နတ်တို့ရဲ့နိုင်ငံရေးလမ်းစဉ်ကအရင်ကျတဲ့နိုင်ငံရေးလမ်းစဉ်ကိုအသုံးပြုပြီးတော့ပဲလှုပ်ဆောင်နေလို့ကျွန်မအမိပါတယ်။ကျွန်မတို့နိုင်ငံရဲ့အတိုက်ခံပါတီရဲ့နိုင်ကျင့်သုံးခဲ့တဲ့နိုင်ငံရေးလမ်းစဉ်ကအရင်ကျတဲ့နိုင်ငံရေးလမ်းစဉ်မဟုတ်ခဲ့ပါဘူး။ဒါကြောင့်မလို့လေကျွန်မတို့ဘယ်လိုပြောရမှာလဲလိုချင်တဲ့ပန်းနိုင်ခေရအောင်မသွားနိုင်နဲ့လမ်းတစ်ဝက်မှာနေကျွန်မတို့ကြောက်ရွံ့ခဲ့ရတယ်လို့ကျွန်မကတော့မြင်ပါတယ်။ဒီကြောက်ရွံ့သွားခဲ့လိုက်ရပြီ ီရှုံးကိုလက်ခံရမယ်လက်ခံပြီးတော့မှကျမတို့ဟာနောက်ထပ်တစ်ချိန်မတူညီတဲ့နိုင်ငံရေးနိဂမ်နဲ့ကျမတို့ကထပ်ပြီးတော့調査ကြရမှာဖြစ်ပါတယ်ဒါပေမဲ့လူတွေကအယုံကြည်မရှိတော့အခုဒီ Recovery Plan စီကိုလည်းအယုံကြည်မရှိကြတော့ဘူးတို့လူတွေအမြင်မှာဘယ်လိုမြင်လဲဆိုတော့ဒီလိုမျိုးငါတို့ထပ်調査ခဲ့တဲ့တဲ့အချိန်မဲ့ဖြစ်ဖြစ်ငါတို့ဒီလိုအခြေအနေမျိုးနောက်တစ်ချိန်ထပ်ရောက်သွားနိုင်တာပဲဆိုတော့အတွေ့အကြုံတွေ trauma တွေဆွေးနွေးကြရတယ်ပေါ့နော်အဲဒီမဲ့ဒီတစ်ချိန်ကျမတို့ ထပ်ပြီးစူးစမ်းလို့ရှိရင်ကျမတို့ဟာအရင်ကစူးစမ်းခဲ့တဲ့အရင်တော့မှသုံးခဲ့တဲ့နီလန်မဟုတ်ခင်ねကျမတို့ကဒီကျက်တဲ့နိုင်ငံရေးနီလန်နဲ့ခရူးတဆိုင်နောက်တစ်ချိန်ထပ်ပြီးစူးစမ်းမယ်ဆိုလို့ရှိရင်ကျမတို့လိုချင်တဲ့အရာကိုရောက်နိုင်မယ်လို့ကျမကတော့ယုံကြည်ချက်ရှိပါတယ်။ဒါကြောင့်မလို့လူတွေကိုပြည်သူတွေကိုပြောချင်တာကအခုကြောက်ဆုံးသွားခဲ့ရပြီဒီဆုံးရှုံးမှုတွေနဲ့ပဲဆက်ပြီးတော့ဒီဆုံးရှုံးမှုတွေကိုပိုက်ပြီးတော့နောက်ထပ်နှစ်ပေါင်းတစ်လောက်ကြာအောင်ဒီလိုမျိုးဆက်သွားကြမှာလေဆိုတော့တိတိကျကျလက်တွေ့ကျကျကျွန်မစဉ်းစားစီရှိပါတယ် ဲ့လိုမဟုတ်ဘဲနဲ့ဒီလိုအရှုံးကိုလက်ခံပြီးတော့ကျမတို့က one more time နောက်တစ်ကြိမ်ဖက်ပြီးတော့မတူညီတဲ့အရင်ကအချရှုံးခဲ့တဲ့နိုင်ငံရေးနိလန်းကိုမတုံးခဲ့တဲ့မတူညီတဲ့နိုင်ငံရေးနိလန်းရင်းချက်တော်နိုင်ငံရေးနိလန်းနဲ့ကျမတို့တုံးပြီးတော့ကျမတို့လိုချင်တဲ့ဒီမိုကရေစီစနစ်ပေါ်ဆောင်ရေးကိုကျမတို့ရောက်အောင်သွားနိုင်ပါတယ်နောက်တစ်ကြိမ်မတူညီတဲ့နိလန်းနဲ့ထပ်ပြီးစူးစမ်းကြရအောင်လို့ကျမကတိုက်တွန်းချင်ပါတယ်ပြည်သူတွေကို မက် VV ချမ်းပြောတဲ့ရင့်ကျက်တဲ့နိုင်ငံကြီးဆိုတာအခုခုနပြောသလိုမြန်မာနိုင်ငံစစ်တပ် OC အာဏာ OC ထားတဲ့နိုင်ငံကြီးဖြစ်တာဟုတ်ဆိုတော့စစ်တပ်အလို့ကြလိုက်လိုက်လောလောဟိုလက်တွဲပြီးသွားမယ်ဆိုတဲ့သဘောကိုဆိုလိုချင်တာလားစစ်တပ်အလို့ကြောင့်မဟုတ်ပါဘူး။ကျမပြောတာကဒီစစ်ကော်မရှင်ဘက်ကိုပဲကျမဒီတမျိုးထဲကိုပဲပြောတာမဟုတ်ဘူး။ကျမကဟိုတိုင်းရင်းသားလားလားနိုင်ငံရေးရှိမယ်။နိုင်ငံရေးပေါ်ဆောင်တဲ့နေရာမှာ ဟိုလက်နက်ကင်ဖွဲ့စည်းအားလုံးအဖွဲ့စည်းအားလုံးလက်နက်ကင်ရောလက်နက်မကင်ရောအဖွဲ့စည်းအားလုံး ਨੇ ပတ်သက်ပြီးတော့ကျမတို့ဟာအတိုက်ခံလုပ်တဲ့အချိန်ကြလို့ရှိရင်ရစ်ကြက်ရစ်ကြက်တဲ့နေလာနဲ့ကျမတို့အတိုက်ခံလုပ်ရမှာဖြစ်တယ်။အတိုက်ခံလုပ်တယ်ဆိုပြီးတော့လေးစားမှုမရှိအဲ့လိုဓာတ်ရိုက်တွေတဲ့တွေဟိုတစ်ဖက်ကဖွဲ့စည်းတိုက်ခါကြအောင်စော်ကားတာတွေပုတ်ချတာတွေဒီလိုမျိုးလုပ်တာကပြောရလို့ရှိရင်ဒါကမလုပ်သင့်ဘူးဒီလိုမျိုးတွေမလုပ်သင့်ဘူးရစ်ကြက်တဲ့နိုင်ငံရေးနီလန်းဆိုတာကဒါဒီလိုမျိုးကလေးဆန်တဲ့ အပြုတ်မှုပြောဆိုတွေတုံတုံပြီးတော့လုံရမှာမဟုတ်ဘူးလို့ကျမကတော့မြင်တယ်။အဲ့တော့ဒီစစ်ကော်မရှင်ကိုပဲမဟုတ်ဘူးအဖက်စီအားလုံးကိုလေးစားမှုရှိရှိနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ရမှာဖြစ်တယ်။အတိုက်ခံဆိုပြီးတော့တစ်ချိန်လုံးဟိုစောင်းပြောမြောင်းပြောတစ်ဖက်ကဖွဲ့စည်းတွေလက်ခါကြအောင်စော်ကားပုတ်ခတ်ပြောဆိုတာမျိုးတွေတစ်ချိန်လုံးပြောနေတာကိုတိုက်ခံပါတယ်ဘုံခုံကျမကတော့ကျမကတော့အဲ့လိုမျိုးမမြင်ဘူး။အဲ့အဲ့ဒါကိုပြောင်းလဲရမှာပေါ့နော်။ဟုတ်ကဲ့အခုလိုပါတီအပြောင်းလဲဖြစ်တာနဲ့ တကွာပေါ့နော်အခုကိုသွားမဲ့နိုင်ငံရေးခကြီးလမ်းမှာအခုမဲဆန္ဒရှင်ပြည်သူတွေအတွက်တခုခုပြောမယ်ဆိုရင်ဒီကနေပြီးတော့သတင်းစကားပါများပြောလို့လေဗျနောက်ဆုံးအနေနဲ့ပြောပေးပါဟုတ်ကျွန်မအနေနဲ့ပြောချင်တာကတော့ဒီမဲပေးမယ်မဲပေးတဲ့အချိန်ကျတော့ရှိရင်ပါတီကိုကြည့်ပြီးတော့ပေးရတယ်ကျွန်မအနေနဲ့ဆိုလို့ရှိရင်လူပုဂ္ဂိုလ်ကိုပဲကြည့်ပြီးတော့မဲပေးစေချင်ပါတယ်အရင်တော့ကလိုမျိုးကိုရဲ့ကိုတော့မဲပေးရဲ့မဲဆန္ဒနဲ့ကကိုစရယ်လောင်းကဘယ်သူမှတော့မသိဘူးဘယ်သူတော့ဘယ်သူဆိုတာတော့မသိဘူးပါတီကိုပဲ မျက်လုံးစုံမိတ်ပြီးတော့ဘယ်သူနေနေဒီပါတီကိုငါပေးမယ်ဆိုပြီးတော့ပေးခဲ့ကြတာမျိုးတွေရှိတယ်ပေါ့နော်ကျမကတော့အဲ့လိုမျိုးကိုမကြိုက်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပြောက်ပြည်သူတွေအနေနဲ့ကတည်းကိုစလင်လောင်းတယောက်ကလွတ်တော်ထရောက်လို့ရှိရင်သူသူလုံးရောက်မဲ့အလုပ်တွေအပါနေလဲဆိုတာပြည်သူတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။အဲ့ဒါတွေပြည်သူတွေကတိမသူတို့ဒေတာကိုသူတို့နေရာကိုကိုစားပြုတဲ့ကိုစလင်လောင်းကအဲ့ဒီအရာတွေဆောင်ရွက်ရတဲ့အရာတွေကိုဆောင်ရွက်ဖို့အရေးချင်းတကယ်ရှိလားမရှိလားပြည်လားမပြည်လားဆောင်ရွက်နိုင်လောက်လားဆိုတာကိုပြည်သူတွေကသုံးသပ်ပြီးတော့မှဆုံးဖြတ်နိုင်မှာဖြစ်တယ်။ အဲ့လိုမျိုးပါတီကိုပဲကြည့်ပြီးပေးမယ်ဆိုရင်ကြတော့ဒီလူကအရင်ချင်းရှိလားမရှိလားလဲခင်ဗျဆိုင်တိလည်းမသိနာမည်တော့မသိဘူးအဲ့ဒီလူရဲ့အရင်ချင်းကိုသိဖို့မပြောနဲ့နာမည်တော့မသိဘူးဆိုလို့ရှိရင်လွတ်တော်ထဲရောက်သွားလို့ရှိရင်လည်းအဲ့ဒီလူကဘာမှဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးသူပေါ်စားပြည့်တဲ့ဒေတာတွေလည်းဘာမှဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးနိုင်ငံတွေကလည်းဘာမှဆွမ်းဆောင်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ပါတီကိုကြည့်ပြီးမဲပေးတာချက်လူတို့တယောက်ချင်းစီရဲ့အရေးချင်းကိုကြည့်ပြီးတော့သူရဲ့ဆောင်ရွက်နိုင်စွမ်းကိုကိုယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာကိုကို့ဘာသာကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မှ ကျမကတော့အဲ့လိုလူတယောက်ချင်းကြီးကိုကြည့်ပြီးတော့ပဲမဲပေးရမှာပဲကျမကတော့အားပေးပါတယ်